အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရဖြစ်ပါတယ်2025ခုနှစ်မတ်လ22ရက်နေ့စနေနေ့ညနေခင်းစစ်ရေးတရင်တုံးသက်ချက်များကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကတာမြို့နေ AR မြို့အရှိဘက်ကန်းရွှေပလီကနေစလို့ငအိုးအခြေဆိုင်အမှတ်121ချင်းတင်တိုင်ရင်ဖက်ချန်းအဆက်ဖြစ်နယ်မြေတွေဟာကာဝေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေဖြစ်ပါတယ်ငအိုးတရားတာပွင့်ခဲ့ရင် မရယာတိတဆက်ဖဲဖြစ်တော်မှာဖြစ်ပါတယ်။တပိတ်ချင်းမှာတော့စကားစဟာစစ်ချောင်းငယ်လေးတွေနဲ့နည်းနည်းချင်းတွေးလို့ဆန်းလာလို့ဟန်ရှိနေပါတယ်။ AR တိုင်းမြောက်ဆန်းအမြောက်တက်အမှတ်344အမြောက်တက်ရင်ကတော့ဒါမဲ့မလ26ရက်29ရက်မှာကုပေါင်းဖွဲ့တွေကအပီးသိမ့်မယ်ဆိုတဲ့တဲ့ကြောင့်အမြောက်တွေကိုရေမန်းနေပက်အမွှေးတိုင်းနေနဲ့ပူစော်တာတွေလုပ်နေကြပါတယ်။ပဋိမုံရကားလမ်းမာကြီးပဲ လက်ပံပင်ဇွာနဲ့ငကရစ်ဖုံးချောင်းချမ်းယင်းဒီတောင်အနီးမှာစက္ကဆရဲ့ဈာခံစစ်စခန်းတစ်ခုအခြေပြုကိုပြင်ဆင်နေပါတယ်အမှတ်344အမြောက်ကျက်ရင်ရဲ့နောက်ကျောဘက်နဲ့ချင်းလေရွာလဲခုံကြီးလဲခုံကလေးဝက်ကုန်းစောပြာချက်ကိုက်ကွင်းရွာတွေအနီးရိုးမအဆက်နေရာတွေကိုလေချောင်းကနေအခြေကြီးများစွာနဲ့ဘုံကျဲတိုက်ခိုက်နေရရှိပါတယ်ချက်ကိုက်ရွာကနေစင်းတဲ့လမ်းက ဝက်ကုန်းရွာတုံးတော်မှာဂျမန်နေ့ညတော့မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပါတယ်။ပတိမုံရလမ်းမပေါ်ကဆက်ဆက်ယူရွာမှာလည်းတိုက်ပွဲပြင်းထန်ပါတယ်။စကားဆအတဝယုံဖက်ဖက်ဆက်ဆက်မက်ဆီကြိုက်ပါတယ်။ဇက်ဘော်ဒီတွေကတော့ပေါ်ကားတစ်စီးတိုက်နဲ့ပြန်ပယ်လာခဲ့ကြပါတယ်။ညံကောင်းလာကြပြီ။အလောင်းပြမှာပြင်ဆင်ရတာဆိုတော့တယုတ်တရပြန်ပယ်လာနေကြတာကိုတွေ့ရပါတယ်။ချင်းလေဝက်ကုန်းပဲအပြောင်းစကန်းတွေလည်းစတင်ဆုတ်ခွာနေကြပြီဖြစ်ပါတယ်။ လက်ပံမင်းလမ်းဆောင်အမြောက်စခန်းနဲ့ထပ်မံဆုတ်ခွာထားရပြီဖြစ်ပါတယ်။ဇမန်လေးကတနေ့လုံးဗရောင်းတက်နဲ့ညောင်ကျိုးမှာထိတွေ့တိုက်ပွဲအပြင်းထန်ဆုံးလို့တောင်ဆိုရမှာဖြစ်ပါတယ်။ညောင်ခြေတော့ခြေဆိုင်အမတ်ချောက်ကော်ဝေးပစ္စည်းဆက်ရောဟာထုတ်လို့ရလုပ်ငန်းလက်ပံမှုလုံးဝပြတ်မသွားအောင်ကြားကန်နေရပါတယ်။ကော်ဝေးပစ္စည်းဆက်ရုပ်လေးရဲ့သဘောတဘာဝအရအငြင်းရန်ဝင်နှန်းတဲ့စစ်သမီးတွေနဲ့ထုတ်လို့ရလုပ်နိုင်အောင်စီမံထားတာဖြစ်ပါတယ်။ပြီးတော့ညီအေကများစွာတင်းယူထားတဲ့ စက်ယုံညီနေရာတွေထဲမှာအကြောင်းမျိုးမျိုးနဲ့ဖက်ခွင့်ရအငိမ့်စားသဘာတွေကိုအရက်ထဲမှာမနေခြင်းရင်ဇာတိကိုမပြောင်းခြင်းတက်မြေထဲမှာပဲနေလို့ရအောင်ရဲဘော်ရွာဆိုပြီးညီနေရာချအကွက်ရိုက်ပေးထားပါတယ်အမှတ်6ကာကွယ်ရေးပစ္စည်းစက်ယုံဆိုရင်ရဲဘော်ရွာအမှတ်1နဲ့အမှတ်2ဆိုပြီးနှစ်ခုတောင်ရှိပါတယ်အခုဆိုရင်အဲ့ဒီအငိမ့်စားစစ်တီ OG OMA တွေကထုတ်လို့ရေးမှာပြန်ခေါ်ပြီးခိုင်းနေတယ်လို့သိရပါတယ်ညောင်ခြေတော့ကတော့ဘေးချင်းသာတိုက်မလဲဆိုတာစောင့်ရင်း လေလက်တော်မာရသွန်ပွဲအပြိုင်ဆင်နွှဲနေကြပဲဖြစ်ပါတယ်။ရောင်ချီတော့ရွာရဲ့အရှိတ်မှာရှိတဲ့အမှတ်6.1ဒုံးတက်ကြီးဟာလဲခံစစ်ပြင်ဆင်ရဲ့ရှိနေပါပြီ။ချမ်းမြောက်ကနောင်ချိုစင်ရနာပရိယတ်ဒီစာတင်ကြောင်းလိုက်ရဲ့ကြောင်းတိုင်းဆရာတော်ကိုနောင်ချိုကနေလာရှုကိုပြစ်ဆောင်သွားတယ်လို့သိရပါတယ်။အဖြူတွေကပြေဆောင်သွားတာဖြစ်ပြီးကြောင်းတိုက်ကိုဓာတ်ပုံမှတ်တမ်းဗီဒီယိုမှတ်တမ်းတင်သွားတယ်လို့လည်းသိရပါတယ်။လာရှိုးဒေတာကန်တွေကတော့ UN ကနေတိုက်ရိုက်အင်တာဗျူးနေတယ်လို့ပြောကြပါတယ် UN လည်းဘာမှတတ်နိုင်မှာမဟုတ်ပေမဲ့ကဘာတိစစ်ရသွေးမှုတစ်ခုထပ်တိုးတယ်လို့ပဲသဘောထားရမှာပေါ့ဗျာမခွေးတိုင်းမခွေးမြို့မြို့မရဲစခန်းထဲကိုအရက်ရင်လော်လီကားတွေဆယ်စီးမနေ့ကရောက်လာတာရှိပါတယ်မိုးကအုပ်ထားတဲ့အဆိုပါမော်တော်ယာဉ်ဆယ်စီးမှာအင်အားအပြည့်ပါလာတယ်ဆိုတော့အင်အား250နဲ့300ကျားရှိနိုင်ပါတယ်နိုင်ငံဘက်ကပို့မယ်လို့ပဲ ယူဆထင်မြင်ပါတယ်အခြေတော်တိုင်းစစ်ဌာနချုပ်ဂွင်းအနန်းဂွင်းဘက်မှာထိတွေ့မှုရှိနေပါတယ်လင်းလို့လို့ခေါ်တဲ့လူနာလူနာတွေနဲ့တက်တော်သီးလို့ပြောကြတဲ့တင်နာသားတွေကိုဝဲကလီဘက်ကိုပို့တဲ့ဆင်ကြောင်းဖြစ်မယ်နဲ့တူပါတယ်စိုက်ထူအခြေဆိုင်ခြေရန်အမှတ်နဲ့ခြေမြန်တိုင်ရင်ကဥဆောင်တဲ့ဆင်ကြောင်းဖြစ်ပြီးမိပြူဟာ440တက်လာတဲ့နန်းချောင်းတိုင်းခြေတက်နေတယ်လို့သုံးသပ်ပါတယ်ချမ်းတာဟိုပုံးတင်းပက်တန်နိဆက်ရုံကို ခုလ24ရက်နေ့မှာဘာသာပညာရှင်တွေပြင်ဆင်လာဖို့ရှိပါတယ်ပထမစာချုပ်ချုပ်ခဲ့တဲ့ကုမ္ပဏီကရင်းဖြစ်နေလို့နောက်ကုမ္ပဏီအတင်းနဲ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်ပြင်ဆင်စရိတ်ဈေးကရခင်စာချုပ်ထက်ဆယ်သာပေးရမှာဖြစ်ပါတယ်ပင်ဘက်ကထွက်လာမယ်။တန်ရိုင်းတွေကိုရင်းချံတံမလီဆက်ရုံမှာအချောရဲပြန်ထုတ်ဖို့ဂျပါလန်ကို2023ခရက်ကဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။မင်းအွန်လိုင်းကိုယ်တိုင်လည်းတက်ရောက်ခဲ့တာကိုမှတ်မိပါသေးတယ်။ အခုစာတုံးထုတ်တဲ့အဖွဲ့တွေကဂျင်းရောစက်သွန်ပြူရောမိတ်တလင်ရောထဲ့ပေးအောင်မှာဖြစ်ပါတယ်။မာလာကိုထိုင်းနိုင်ငံဝန်ကြီးချုပ်ပေတောင်တန်ခအေဒီလာ၂ရက်နေ့ကနေ၅ရက်နေ့အထိချစ်ကြည်ခီးစဉ်ဖိတ်ခေါ်လိုက်တယ်လို့သတင်းစာထွက်လာနေတာရှိပါတယ်။စစ်ရေးတင်ကမ်းစာတွေမှာအတူရနိုင်ငံလို့အမြဲတစေတင်ကြားပို့ချထားပြီးမယုံကြည်ရသောအင်ဂျင်နီနိုင်ငံလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်သွားရမလားသွားပြမလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ခီးစဉ်ကိုတော့ အထူးလေရင်နဲ့သွားမှဖြစ်ပြီးဘန်ကောက်လေတက်ထဲမှာစဉ်တက်မှလို့လည်းသိရပါတယ်သတင်းပေါက်တယ်ဆိုပြီးမသွားရဖြစ်နေဦးမယ်ထင်တယ်မပူပါနဲ့အနီးကတယောက်လောက်ပအောင်ချက်ပေးလိုက်ပါဦးမယ်စလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးကျင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရ